တရေဒီရှိမိုက်ဆွေညီကောင်မများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အနောင်နှလုံးပေါင်းချင်းပြိနီးနှမျိုးကိုပြန်လည်ညာဝေးသွင်းมาဖြစ်ပါတယ် DF today အနောင်နှလုံးပေါင်းချင်းပြိနီးကတော့နှမျိုးဖြစ်ပါတယ်ခေတ္တလေးကိုကျွန်တော်အတူတူလေ့လာကြည့်မယ်ပါနော် Okay ကျွန်တော်ဒီခွန်3တောင်ညာနေတောင်ညာကုတပင်ကနေ8တောင်ညာခွန်ခွန်ခွန်ကုတပင်ကို ကျွန်တော်အတူတူလေ့လာကြည့်မယ်ပါနော် ရင်းစုံအနေနဲ့ဒီ၃မှာတစ်ကြိမ်ပေါင်းတယ်ဗောနော်ပြီးရင်ဒီ၃ခွန်6မှာ၃ကိုတစ်ကြိမ်ပေါင်းတယ်ပြီးရင်ဒီ၄၉ခွန်က၉ကိုတစ်ကြိမ်ပေါင်းပြီးတော့အနောက်မှာ၃နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်အဲဆိုရင်၃၃ပေါင်းရှင်း6 6နဲ့ဒီ၉ပေါင်းရှင်း15ဗောနော်9ကို၃နဲ့ထပ်ပေါင်းတော့10ရတာဖြစ်ပါတယ်10ကို၃နဲ့ထပ်ပေါင်းတာက7 တိတ်ကိုသုံးပေါင်းတာက၄၅၆ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်အနန္တလုံးပေါင်းချင်းပြိ၅လုံးဖြစ်ပါတယ်ခွန်ခွန်၉ဆိုတဲ့အတွက်ကြောင့်မို့အနန္တလုံးပေါင်းခွန်နဲ့၉ပေါင်းချင်း၆ပြိဖြစ်ပါတယ်ခင်ဗျာ၃ညရဲ့၄ရဲ့9ရဲ့ကို၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်ဒီ၃ညနဲ့၄ပေါင်း၄ပေါ့နော်။ဒီခွန်၃ပေါင်းရှင်း30ဆိုတော့၄ကို၃ပေါင်းရှင်းခွန်ခွန်၃ပေါင်းရှင်း30တင်းနေပေါ့နော်။အဲ့ဒီမှာ ခွန်3ည3ဖြစ်ပါတယ်ခွန်ခွန်ကိုပြီးတော့ခွန်3ည3ည3ဆိုတဲ့အတွက်အနောက်နှလုံးပေါင်း3ည3ည3ပေါင်းရှင်3ည3ပြည့်ဖြစ်ပါတယ်ခင်ဗျာโอเคဒီခွန်3ည3ည3တပြင်ကဒီအပေါ်အတွင်းဒီအတိုင်းပဲပေါ့နော်ကျွန်တော်ဒီ9ကိုတစ်ချိန်ပေါင်းမယ်ပေါ့နော်ပြန်ရင်ဒီ၈ကိုတစ်ချိန်ပေါင်းမယ်၈ကိုတစ်ချိန်ပေါင်းမယ်၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။ဒါဆိုရင်၅နဲ့၈နဲ့ပေါင်းချင်းဒီ73ပေါ့နော်၃နဲ့3ပေါင်း6 6ကိုပေါင်း6နဲ့8ပေါင်း74ပေါ့နော် လေခွန်၃ညတင်းနေပဲထပ်ပြီးရတာဖြစ်ပါတယ်။နောက်ထပ်တစ်ပြန်မှာက3ခွန်ခွန်ဆိုတဲ့အတွက်အနောင်နှလုံးပေါင်းဒီခွန်နဲ့ခွန်နဲ့ပေါင်းရှင်လေးပရိဖြစ်ပါတယ်။ Okay ကျွန်တော်ဒီ6လေးခွန်3ခွန်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ဒီလေးမှာတစ်ကြိမ်ပြန်ဒီ6မှာတစ်ကြိမ်၃ညမှာတစ်ကြိမ်ကို3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ ။ဒါဆိုရင်6နဲ့4ပေါင်း၄6ပေါင်း10သုံးနဲ့3ပေါင်း3ဆိုတော့33ပေါင်း6 63ပေါင်း9ပေါ့နော်။တညာတိအဲ့ဒီပြိမာဆိုရင်8 9 4ဆိုတဲ့အတွက် အနောက်နှလုံးပေါင်း9နဲ့4ပေါင်းရှင်း3ပြိဖြစ်ပါတယ်ခင်ဗျာ။ okay နောက်ထပ်တပင်ပေါ့နော်ဒီတက်မှာတစ်ကြိမ်ခုနှစ်မှာတစ်ကြိမ်ငါးမှာတစ်ကြိမ်ကိုသုံးနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ဒါဆိုရင်တက်ခွန်ပေါင်းရှင်း၈၈နဲ့ဒီ၃ပေါင်း ခွန်သုံးပေါင်း35တေပေါင်း6လို့ကြည့်လိုက်မယ်ပေါ့နော်639ကိုသုံးပေါင်း12 73 74 69 23 4အနောက်နှလုံးပေါင်းရှင်ပြိမ်မှာ963ဆိုတဲ့အတွက်အဲ့ဒီ6ရဲ့3ရဲ့ပေါင်းရင်9ဖြစ်ပါတယ်ဒါကြောင့်မို့ကိုပြိမ်63တွဲပေါ့နော်โอเคနောက်ထပ်တစ်ပင်ဒီ9တစ်ကြိမ်ဖြစ်ပါတယ်ဖလေးမှာတစ်ကြိမ်၃ညကို၃နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ခင်ဗျာ โอเคဒါဆိုရင်ဒီ9နဲ့ဒီ6ပေါင်း9ပေါ့နော်9 3ပေါင်း7ဆိုတဲ့အတွက်2 3ပေါင်းတော့9 9 3ပေါင်းတော့8 9 3မြအဲ့မှာဆိုရင်68ခွန်ဖြစ်ပါတယ်68ခွန်ဆိုတဲ့အတွက်ကြောင့်မို့ချင်းနဲ့ခွန်ပေါင်းရှင်15ပြိဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီ6တဲ့ချိန်တစ်တဲ့ချိန်6နဲ့3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် ။အရှင်ရှောင်းနေတဲ့ပေါင်းခွန်ခွန်၃ပေါင်း၁၀ရှောင်းတလုံးကျန်တဲ့အတွက်၆ကို၃ပေါင်းရှင်းသည်၉ကိုပေါ့နော် sorry ဒီမှာရှင်းရမိသွားတယ်။၆၃ပေါင်း၉၉၃ပေါင်းလား၁၀နှစ်ဒီ၅၆၃တပြင်ပါလေ၆၉နှစ်၃လေးပြိဖြစ်ပါလေပေါ့နော်အဲ့ဒီမှာနှစ်နှစ်ခွန်ဖြစ်ပါလေဒါကြောင့်မို့နှစ်ခွန်ပေါင်းရှင်၉ပြိဖြစ်ပါလေအဲ့မှာ၆၉ပေါ့နော်၆၉နှစ်၃လေးမှာ၉ပြိနှစ်ခွန်အတွဲဖြစ်ပါလေ ဒီ6မှာတစ်ကြိမ်၊၄မှာတစ်ကြိမ်6ကို3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်။6နဲ့4ပေါင်းရှင်း30 6နဲ့3ပေါင်း9ဆိုရတဲ့အတွက်9 3ပေါင်းတာ7နဲ့3ပေါင်းရှင်း9 6 9 9နဲ့9 6ခွန်ပြိမာ388ဆိုတဲ့အတွက်ကြောင့်မို့ဒီ8နဲ့8ပေါင်းရှင်း6ပြိဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီ1မှာတစ်ကြိမ်1မှာတစ်ကြိမ်ကို6နဲ့3နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်။ ပါစဉ်တင်းနဲ့63ပေါင်း990တိမတိတိလုံးကြံနေအတွက်အစ်ကို3ပေါင်းလာလေလေး3ပေါင်းရှင်းခွန်ရှစ်ကိုဘောနော်တင်းလေးခွန်ရှစ်ကိုအနောက်နှလုံးပေါင်းရှင်းပရိမာ339ဆိုတဲ့အတွက်ကြောင့်မို့39ရဲ့9ရဲ့ပေါင်းရှင်း9ပရိဖြစ်ပါတယ်ခင်ဗျာနောက်ထပ်339ကုတပင်ကနေလေးလာကြည့်မယ်ဘောနော်9တစ်ကြိမ်9တစ်ကြိမ်3ကို3နဲ့ထပ်ပေါင်းတာဖြစ်ပါတယ် 33ပေါင်း6 69ပေါင်း55ဒီ9နဲ့ပေါင်းရင်30ပေါ့နော်3ညာကို3ပေါင်းတော့3 33ပေါင်းရှင်6ခွန်ရှိ3ညာ3 6ခွန်ရှိအနန္တလုံးပေါင်းရှင်ပြိပါ39နေဆိုတဲ့အတွက်9ရက်2ရက်ပေါင်းရှင်ခုနှစ်အတန်ခုနှစ်ပြိဖြစ်ပါလေဆက်တဲ့ချိန်အတွက်ကဒီ9တစ်ချိန်3တစ်ချိန်လေးကို3ပေါင်းမှာဖြစ်ပါလေဒါဆိုရင် ငါဒီလေး33ပေါင်း6 6နဲ့4ပေါင်း30ငါတလုံးချန်တဲ့အတွက်ငါ3ပေါင်း8 8ပေါင်းရှင်ဒီ73 73ပေါ့နော်ငါ8 3အနောင်တလုံးပေါင်းရှင်ပြိဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာโอเคဒီပြိတ်၅လုံးပေါ့နော်ဒီခွန်ခွန်ကိုကနေစာပြီးပြထားတာဖြစ်ပါတယ်တုံများ3004 64က73 63ပေါင်းတာကို8ခွန်က59 2ခွန် 6866တုံမြန်နဲ့9ပေါင်9 9နဲ့နေပေါင်ခွန်ဒီ7တကြိမ်မှာ9813အနောင်တလုံးပေါင်းရှင်ပြိဖြစ်ပါတယ်။ဒါကတော့ကျွန်တော်နံပါတ်1ဖြစ်ပါတယ်ဗောနော်။ Okay နောက်ထပ်နံပါတ်2ကိုဆက်ပြီးအတူတူလေ့လာကြည့်အောင်လားခင်ဗျာ။ဒီနံပါတ်2ကိုလေနိစာကနေကျွန်တော်အတူတူလေ့လာကြည့်မယ်ဗောနော်။ ယူဒနီကဒီ3နဲ့3များနဲ့ပေါင်းမှာဖြစ်ပါတယ်3နဲ့3များနဲ့ပေါင်း3 3 5 6 8အနောင်နှလုံးပေါင်းရှင်ပြည်ဒီမှာတော့6လုံးယူမယ်ပေါ့နော်ခွန်ခွန်9ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီအနောင်နှလုံးပေါင်းရင်ခွန်ရ9ရပေါင်းရှင်ဒီ16ပြည်ဖြစ်ပါတယ်3 5 6 8တဲ့က6ပြည်ခွန်9အတွဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်နောက်ထပ်တစ်ပြင်ဒီ6 3ညာခွန်ဆိုတဲ့အတွက်3များနဲ့ခွန်ပေါင်းခွန်ခွန်6 9 ်၃ညတင်းနီအနွန်နှလုံးပေါင်းရှင်ပရိမာခွန်၃ညတုံညဆိုတဲ့အတွက်ကြောင့်မို့အတီ၃ညနဲ့၃ညနဲ့ပေါင်းရှင်၃ညပရိဖြစ်ပါတယ်ခင်ဗျာအရာဒီဘီမှာဒီ9နဲ့10နဲ့ထပ်ပေါင်းတော့ပေါင်းရှင်73ဆိုတဲ့အတွက်305 608အနောင်းနှလုံးပေါင်းရှင်ပရိမာ300ဆိုတဲ့အတွက်ကြောင့်မို့9နဲ့9ပေါင်းရှင်၄ပရိဖြစ်ပါတယ်ခင်ဗျာ နောက်ထပ်ဒီလေးနဲ့ခွန်နဲ့ထပ်ပေါင်းမယ်ပေါ့နော်လေးခွန်ပေါင်းရှင်းဆက်တဲ့တင်းနဲ့3 4 6အနောက်နှလုံးပေါင်းရှင်းပရိဖြစ်ပါတယ်3ခွန်ခွန်ပြီးတော့8 9 4ဆိုတဲ့အတွက်ကြောင့်မို့9နဲ့4ပေါင်းရှင်း3ပရိဖြစ်ပါတယ်8 8 9 4ဆိုတဲ့အတွက်ကြောင့်မို့ဒီတင်းနဲ့ချက်ပေါင်းမယ်ပေါ့နော်တင်းချက်ပေါင်းတော့9 9 3 9 1 2 3 4ဖြစ်မယ်ပေါ့နော်အဲဒီမှာ6 9လေးပြီးတော့5 6 3ဆိုတဲ့အတွက်6 3ပေါင်းရှင်း9ပြိတ် နောက်ထပ်တစ်ပြင်ပါနော်9နဲ့9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်9နဲ့9ပေါင်းတော့7နည်းဆိုတဲ့အတွက်အစဉ်လိုက်1 3 4 5 6 9အနောင်နှလုံးပေါင်းရှင်းပရိစုပြီးရတာဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာက6 8 9ဆိုတဲ့အတွက်အလယ်နဲ့အပိတ်ပေါင်းရှင်း6 9ပေါင်း15ပရိဖြစ်ပါတယ်6နဲ့9နဲ့ထပ်ပေါင်းမယ်ပေါ့နော်69ပေါင်းရှင်15 96 8 93ညအနန္တလုံးပေါင်းရှင်ပြိမ့်မှာ2 2 9ဆိုတဲ့အတွက်ကြောင့်မို့ နှစ်နဲ့ခုနှစ်ပေါင်းရှင်ကိုပရေဖြစ်ပါတယ်ဒီ6နဲ့6နဲ့ထပ်ပေါင်းမယ်ပေါ့နော်6နဲ့6ပေါင်းတော့ပေါင်းရှင်စနစ်ဆိုတဲ့အတွက်1 3 4 5 6ခုအနောင်တလုံးပေါင်းရှင်ပရိစုပြီးဖြစ်ပါတယ်နောက်ထပ်တစ်ပြင်မှာက3 8 8ဆိုတဲ့အတွက်ကြောင့်မို့ရှင်းနဲ့ရှင်းပေါင်းရှင်6ပရိဖြစ်ပါတယ်ခင်ဗျာဒီနဲ့3နဲ့ထပ်ပေါင်းမယ်ပေါ့နော်ဒီ3နဲ့3ပေါင်းတော့ပေါင်းရှင်၄ရာတွေအတွက်ကြောင့်မို့၄၅6ခွန်ရှိကိုအနောင်တလုံးပေါင်းရှင်ပရိရာတွေပေါ့နော် အားထားတဲ့ပြည်မှာ339ကိုဆိုတဲ့အတွက်တောင်ညာရဲ့ကိုရဲ့ပေါင်းရှင်ကိုပရိဖြစ်ပါတယ်ခင်ဗျာ339တပြည်အနေနဲ့39နေ့တပြည်ကိုပေါ့နော်9နဲ့တပြည်ရှင်းဒီ6 6ခွန်ရှင်း3နဲ့3အ6ခွန်ရှင်း9တုံများတပြည်နော်အဲ့ဒီမှာတော့39နေ့ဆိုတဲ့အတွက်9နဲ့နေ့ရဲ့ပေါင်းရှင်း9ပရိဖြစ်ပါတယ်ဆက်တဲ့တဲ့အတွက်ကြတော့ကျွန်တော်ဒီ9နဲ့9နဲ့ထပ်ပေါင်းမယ်ပေါ့နော်9 9ပေါင်းရှင်းက14ရာတဲ့အတွက်ကြောင့်မို့ 4569689အနောင်းနှလုံးပေါင်းရှင်ပြည့်စုံပြီးဖြစ်ပါတယ်။ဒါကျွန်တော်တို့တနည်းအရာပေါ့နော်။တင်ချာတနည်းအရာဖြစ်ပါတယ်။ဒါတနည်းနံပါတ်2ပေါ့နော်။ကျွန်တော်ဒီတနည်းနံပါတ်3ပြည့်5လုံးမှာဆိုရင်တော့ဒီခုခုကနေစပြထားတာပေါ့နော်။ရည်ရင်တနည်းအတင်ချာတနည်းအရာဒီ17ချိန်မှာ9813အနောင်းနှလုံးပေါင်းရှင်ပြည့်စုံပြီးရနေတယ်ပေါ့နော်။ဒါကနံပါတ်1ဖြစ်ပါတယ်။ ခုနကကျွန်တော်တနည်းနံပါတ်2မှာကြတော့ဗောနော်ဒီခွန်ခွန်ကိုကနေခွန်နဲ့ကိုပေါင်းရှင်းရှော့ဗရိတ်တုံများဗရိတ်လေးဗရိတ်၃ဗရိတ်ကိုဗရိတ်ငါဗရိတ်နေခွန်ကိုဗရိတ်66ဗရိတ်9ဗရိတ်ပြီးရင်9ဗရိတ်ဒီမှာတော့၄5 6ခွန်8 9ဗရိတ်ဆိုပြီးဖြစ်ပါတယ်ဗောနော်၄5 6ခွန်8 9ဆိုရတဲ့ကျွန်တော်ဒီမှာဆိုရင်9တလုံးတူတယ်ဗောနော်ပြီးရင်8လည်းတူတယ် တစ်ကမပါဘူးနှစ်ကမပါဘူးသုံးမပါဘူးဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီ20နှစ်ခုမှာတူနေတာက9ရှစ်အနောင်နှလုံးပေါင်းရှင်ပရိတ်တူနေတယ်ပေါ့နော်9ရှစ်အနောင်နှလုံးပေါင်းရှင်ပရိတ်လားပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ9ပရိတ်မှာဆိုရင်အနောင်နှလုံးပေါင်းရှင်ကအတွဲအနေနဲ့ပေါ့နော်၃ညရဲ့9ရဲ့ပေါင်းရှင်ကအတွဲတင်းနဲ့၄ပေါင်း9ပရိတ်နင်းနဲ့၃ပေါင်း9ပရိတ် 3 4 5ဆိုတော့6ကိုဒီ5ဖြစ်တော့9နဲ့ပေါင်းတယ်ပေါ့နော်6ကိုအတွဲ9 8အတွဲရမယ်ပေါ့နော်ပြီးရင်9 3ညာကပါပြီးသားဆိုတော့ဒီအတွဲ5အတွဲနေပိတ်တွဲပေါ့နော်နောက်ထပ်7ပြိမာကြတော့3ညာနဲ့8ပေါင်း8တက်ခွန်ပေါင်းရင်8နင်းနဲ့6ပေါင်းရင်8 3နဲ့5နဲ့ပေါင်းရင်8ပြိပေါ့နော်3 5ပေါင်း8 5ပြီးတော့ဒီမှာ6 3ပြီးတော့လေးလေးပေါင်းရှင်8ပေါ့နော် လဲပြီးတော့ဒီမှာ9ပါတယ်6ပါတယ်9ပါတယ်10ပါတယ်ဆိုတော့99အောက်တွဲပေါ့နော်ဒါလဲပိတ်တွဲဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့လဲပိတ်ကိနဲ့ထပ်ပြီးညီလိုက်ရင်တော့ဒီအတွဲလေးနှဲသွားမယ်ပေါ့နော်โอเคဒါကနောက်တွဲဖြစ်ရမှာနောက်တွဲဖြစ်သွားမယ်ပေါ့နော်ဒါလေးကိုကျွန်တော်ထိတ်ဆီးထည့်ပြရမှာဖြစ်ပါတယ်โอเคဒါသွင်းနည်းအရာပြန်လဲမြောက်ဝီရှင်းဖြစ်ပါတယ်ဗီဒီယိုကိုကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ